ီနေ့ကတော့ဝတ်သားကင်ကိုလောက်ပြသွားမှာဖြစ်တယ်ပေါ့နော်ဒီလိုမျိုးဝတ်သားကင်လေးကိုဒီလိုမျိုးအဲအချီလေးနဲ့တုတ်စားလိုက်ရင်အရန်ကိုကောင်းအရင်ဥဆုံးမိုးကဒီဝတ်သားလေးတွေကိုပပလေးတွေလှီးထားတာပေါ့နော်လက်ဒီလိုမျိုးတလုံးစာလေးတွေပေါ့နော်အခောက်ရဲ့အစီရဲ့အသားရဲ့အဲထဲမှာမိုးကထောင်းထားတဲ့တွတ်တွဖြူအပြီးတော့ငေးကိုကောင်းကိုထည့်မယ်ပေါ့နော်အရင်ဥဆုံးမျိုးကောင်းကြတော့အနက်မှုရပေါ့နော်ဒီလိုမျိုးလေးတွေမထူမပါလေးပြီးထားပြီးတယ်ဆိုလို့ရှိရင်กินရတာအဆင်ပြေတယ်ပေါ့နော်ဒီမှာကြတော့မိုးက အဲတုံးထက်သားတွေပေါ့နော်ဒီလိုမျိုးပြီးတဲ့ခါကျတော့ဒါကအစိမ်းအောင်ဘူးပေါ့နော်အာကပဲငပြားကြီးအကြီးလို့လည်းခေါ်တာပေါ့နော်ပဲငပြားကြီးအကြီးပြီးတဲ့အခါကျတော့ဒီပဲငပြားကြီးအကျယ်ဒါကအဲ့ဒါရဲ့အရသာမဟုတ်အနေနဲ့အချိုမဟုတ်ရဲ့စားအနှဲငယ်ရဲ့ပြီးတော့ခနှောမဟုတ်ရဲ့အဲ့ဒါကိုမိုးကထည့်ခဲ့တယ်ပေါ့နော် နေရောက်ကောင်းထဲတော့ဝတ်သားလေးကမှုမှုလေးပေါ့နော်ကျက်တုံဖြူတဲ့ငေးရောက်ကောင်းဒီမှာနန်းနန်းပင်မြင့်ရှိနန်းနန်းပင်မြင့်ပါထည့်လို့ရတယ်နော်မိုးကမရှိတဲ့အတွက်မထည့်ခဲ့တော့ဘူးโอเคအရသာတွေအားလုံးစုံပြီးဆိုလို့ရှိရင်မိုးတို့တွေကနေပြီးတော့ဒီမှာအာ အရသာတွေအသားနဲ့စိတ်ဝင်သွားအောင်လို့မိုးတို့ကအနည်းဆုံးတစ်နာရီနာရီခွတ်လောက်ပေါ့နော်နှက်ထားမယ်။မိုးကတော့ဒီမှာအချိန်ရတဲ့အတွက်မိုးကတစ်နာရီနှစ်နာရီလောက်နှက်ခဲ့တယ်ပေါ့နော်။အသားတွေအရသာတွေဝင်အောင်လို့ဆိုပြီးတော့ဒီလိုမျိုးလေးတည်တည်ချာချာလေးနေပြီးရင်မိုးကတွင်းထဲမှာပေါ့နော်။နှစ်နာရီလောက်သွားပြီးတော့နှက်ခဲ့တယ်ပေါ့နော်။အဲဆိုတော့ပို့ပြီးတော့အရသာစိတ်ဝင်ပြီးတော့ပို့ပြီးတော့စကောင်းပါတယ်နော်။ okay အားလုံးစုံပြီဆိုလို့ရှိရင်တော့ရပါပြီเนาะ โอเคရပြီဆိုရင်တော့မိုးတို့ကတော့မိုးကအစိုးရတဲ့မီးကိုဖြိုထားတာဗောနော်ဒီမှာထင်းချောင်းနဲ့မီးတွေဖြိုထားပြီးမီးတဲရလာပြီဆိုရင်တော့အဲ့လိုမျိုးလေးပါရုပ်ချောချောလေးနဲ့ကင်နေတာပဲဖြစ်ပါတယ်ဗောနော်ဒီမှာဝက်သားတွေကိုဟိုဘက်လှန်လိုက်ဒီဘက်လှန်လိုက်နဲ့အာရုပ်ချောချောလေးနဲ့ကင်ပြနေတာပဲဖြစ်ပါတယ်โอเคအခုဆိုရင်တော့စားလို့ရပါပြီเนาะအသား အယောင်အစင်းလေးလဲလှတယ်ပြီးတော့ဒီလိုမျိုးပေါ့နော် chili bbq sauce လေးနဲ့တို့စားတော့အရန်ကိုမှစကောက်ပါတယ်နော်ဒီမှာနမ်ကျင် seafood နဲ့လည်းတို့စားလို့ရတယ်ကိုကြိုက်နှစ်တိုင်ရနဲ့တို့စားပါအရန်လို့စားလို့ကောက်ပါတယ်ကဲ